တော့ကိုအထင်သေးသည့်အမူအရာဖြင့်လမ်း30ဖိုးတုတ်ကကြည့်လိုက်ခင်ဗျာဘသူလဲကျုပ်ဘသူမှဒီကိုခေါ်လာတည်ကျင်လို့လားလမ်း30ကဟောက်သည်လမ်းမတော်ကရည်သည်ကျုပ်နိုင်မယ်ဖိုးတုတ်ဗျာဖိုးတုတ်ခင်ဗျာကြောက်ဦးရမလားလမ်း30ကထပ်ဟောက်သည်အေးမင်းကဖိုးတုတ်ဆိုညော့ကွာလမ်းမတော်ဖိုးတုတ်ကိုင်နေကြမူလီကောင်းတက်ကျိန်လုံးကလမ်း30ဖိုးတုတ်မျက်နှာပေါ်ကန်းလန်းပြကြာသွားသည်လမ်း30ဖိုးတုတ်ခွေသွားသည်ခင်ဗျာဘသူလဲကျုပ်တော့မသိသေးဘူးထင်တယ် အေးမင်းကငါ့ကိုသိခါချတယ်လူလေဟာကျုံလို့ကျုံလို့တာခမောင်ဘာသိခါချလို့လေလမ်းသုံးတဲ့ဖိုးတုပ်ကလည်းပြန်ခံပတ်သည်မအေးလို့ဟမ်ငါလမ်းမတော်ဖိုးတုပ်ကဒီတော့မှလမ်းသုံးဆယ်ဖိုးတုပ်ခေါင်းတစ်ပန်းကြီးသွားပါတော့လေသူ့ဘွားသွားပြီအေးမင်းလိန်ထားတာတွေ၃ရက်တွင်ပြန်ပေးရင်ပေးမပေးရင်လမ်းမတော်ဖိုးတုပ်စကားမဆုံးလိုက်တယ်လို့လမ်းသုံးဆယ်ဖိုးတုပ်လည်းစကားပြောခွင့်မရလိုက်ပါ မူလီခေါင်းတက်ကြိန်လုံးကလမ်း30ဖိုးတုတ်ခေါင်းပေါ်အချက်ပေါင်းများစွာကြောက်ရလာပါတော့တယ်။သွေးမြောင်နေ့မှာတော့လမ်း30ဖိုးတုတ်ကသူ့အိမ်ကိုရောင်းချပြီးတော့ကျွေးမြောင်ကိုခြေသွားပါတော့တယ်။လမ်းမတော်ဖိုးတုတ်မတ်သေးများနဲ့မင်္ဂလာဆောင်ပြီးမှာတော့ဖိုးတုတ်ကိုနိုင်တဲ့သူပေါ်လာခဲ့ပါပြီ။ဟုတ်ပါတယ်။သူကတော့ဖိုးတုတ်ရဲ့ချစ်လာစွာသောဇနီးမတ်သေးများပါပဲ။အိမ်မော်တွင်အရင်လိုတပည့်တွေဘော်ဒါတွေနဲ့အရက်ဝိုင်းဖွဲ့မတော့ရ။တခြားမိမတွေမခေါ်တင်ရဝတ်သားမစားရ။လူမကြီးလမ်းမတော်ဖိုးတုတ်ဒီဥပဒေတွေကိုနာခံရသည်။ လမ်းမတော်ဖိုးတော့ကိုပြောချင်းဆိုချင်းဒီကိစ္စများအတွက်မတ်သိန်းများကိုတွားခဲ့ရတဲ့သူတွေတောင်ရှိလာပါတော့တယ်တခါတော့လမ်းမတော်ဖိုးတော့နဲ့လမ်းမတော် inspector တအူးတို့လာတာလမ်းရှိတရုတ်ထမင်းဆိုင်တစ်ခုမှာတွားစားကြပါတယ်ဖိုးတော့တို့ကဟင်းထတ်တောင်းသည်ကဆိုင်ရှင်နဲ့စကားများကြပါတယ်ဆိုင်ရှင်တရုတ်ကလည်းလမ်းမတော်ဖိုးတော့မှန်မသိပါဘူးလမ်းမတော်ဖိုးတော့ကငွေရှင်းဖို့တရုတ်ထမင်းဆိုင်ရှင်ရှိရာကောင်တာကိုလမ်းခေါ်တဲ့အခါဆိုင်မန်ရှင်တယောက်ကအလုံသမားရှိတဲ့ငါဆိုင်ရှင်กว่าမေးပါကောင်လဲဆိုပြီးတော့ရင်းသည်ပြောလာပါတော့တယ် ဘိုးတော်ကကောင်တာကိုထားသွားပြီးတော့ဆိုင်းရှင်မျက်နှာကိုလက်သီးနဲ့ထိုးလိုက်အဲ့မှာဆိုင်းရှင်တယောက်ကလည်းဒုံနေရိုက်မှုပြေးထွက်လာပါတော့တယ်ဘိုးတော်ကခါးကြားဓာတ်ကိုထုတ်လိုက်ပြီမြဲအတူပါလာတဲ့ပလေးရာရှိကဆွဲခေါ်သွားလို့လှည့်ပြန်ခဲ့ရပါတယ်ဆိုင်းပန်ရှင်လည်းနောက်ပိုင်းမှာလမ်းမတော်ဘိုးတော်မှန်သိလို့တော်တော်လေးထိတ်လန့်သွားပါတယ်ဒါမဲ့နောက်ကျသွားပါပြီသူတို့ဆရာကိုမလေးမစားလို့ရကောင်းလားဆိုပြီးတော့ဒီကိစ္စကိုသိသွားတဲ့ဖိုးတုတ်တပည့်တွေကဒေါသမုံထားကြပါလေအထူးသဖြင့်လာသာလူမိုက်ဇံပါတောင်းရင်ခေါ်ကံဓမာဆောင်းရင်မှာ ူနယ်မြေထဲမှာသူ့ဆရာဖိုးတုံမလေးမစားလောက်ခံသည်ဆိုကြဲကတောင်းဤဒေါသအလေးလိုက်ထွက်လာပါတော့နေပြီးတော့ကိုဖိုးတုံသူ့ကိုညှို့အမိကိုသူကြောက်သည်ဒီတော့နောက်တနေ့မှာပဲဆံမတောင်းဤတို့အုပ်စုတေယုသမင်းဆိုင်ကိုဝင်ရောက်ဖျက်ဆီးပါတော့တယ်ဆိုင်ပန်ရှင်တေယုကိုလည်းဂျေအိုပြုတ်သည့်အိုးထဲလက်ထဲနှစ်သည်ထိလောက်ခဲ့ကြသည်လူမိုက်တို့နှိမ့်ဆက်မှုကြောင့်ဆိုင်ရှင်တေယုရန်ကုန်စည်းုံတင်လိုက်ရပါတော့တယ်အင်္ဂလိပ်ဆိုရပိုင်းထိပေါန့်နေသောဆိုင်ရှင်တေယုဤဆွေမျိုးများကဖိုးတုံဤဇနီးမတ်သိန်းများထံလာပြီးတော့ဖိုးတုံဟာကိုကြီးထိမ့်သိမ့်ပေးရန် လာရောက်အတနာခံသွားကြပါလိမ့်။မသိမ်းများလေးဖိုးတုံရန်ဖြစ်ကြပြီ။နောက်ဆုံးကွဲမီကွာမီတိဖြစ်လာတော့ဖိုးတုံညီဖူးသာရှင်ဘာသိန်းကဖိုးတုံလေးစား